စိတ်ပိုင်းဆိုင်ရာရှူတောင်းငင်ကြည့်မယ်ဆိုရင်ဘာမှမသိတဲ့လူတွေကသူတို့ကိုယ်သူတို့အတော်ဆုံးလို့ဘာကြောင့်ထင်နေကြတာလဲပတ်ဝန်းကျင်မှာကျမတို့ကိုယ်တိုင်တည်းမကဘူးတငယ်ချင်းတွေခြားထဲမှာတော့ရှိတတ်တဲ့ဒီလိုအပြုတ်မှုလေးတွေကဘာကြောင့်ဖြစ်ရတာလဲကုပတ်ဝန်းကျင်မှာဒါမှမဟုတ်ဆိုရှယ်မီဒီယာမှာအခုလိုမျိုးတွေ့ဘူးကြမှာပါလူတယောက်ဟာအကြောင်းအရာတစ်ခုကိုဘာမှခက္ခနာနာမသိဘဲနဲ့ကမ္ဘာအတော်ဆုံးပညာရှင်ကြီးတယောက်လို့လေတန်နဲ့အားလုံးကိုလိုက်ပြီးဝေဖန်နေတဲ့သူတွေရှိပါတယ်တစ်ချိန်တည်းမှာပဲအဲ့ဒီအကြောင်းအရာကိုတကယ်ကျွမ်းကျင်တဲ့ အစ်ပါအစ်စ်ကြီးတွေကတော့ဒါကအမြင်ပေါင်းဆောင်ကနေကြည့်ရမှာဆိုပြီးနှုတ်ဆက်နေတတ်ကြပါတယ် ဒီလိုလူနှစ်ယောက်ကပုံစံကွဲပြားနေတာကတော့တိုက်ဆိုင်မှုတော့မဟုတ်ပါဘူး။ဒါဟာလူတိုင်းရဲ့အုံနောက်မှာဖြစ်နေတဲ့ကြောက်စရာကောင်းတဲ့တွေးခေါ်မှုအမှားတစ်ခုကြောင့်ကဒါကို The Dunning-Kruger Effect လို့လည်းခေါ်ပါတယ်။1999ခုနှစ်မှာ Dunning and Kruger ဆိုတဲ့စိတ်ပညာရှင်နှစ်ယောက်ကစမ်းသပ်မှုတစ်ခုကိုလုပ်ခဲ့ပါတယ်။သူတို့ကအကြောင်းအရာတွေကိုတရားနဲ့ယုတ်တိဗေဒအစရှိတာတွေကိုစာမေးပွဲစစ်ပါတယ်။ပြီးတော့ဒီစာမေးပွဲမှာဘလောက်ရမယ်ထင်လဲဆိုပြီးကိုကိုကိုပြန်အကဲဖြတ်ခိုင်းပါတယ်။ရလဒ်ကတော့အော်အော်စရာကြီးပါ အញ្ញံဆုံးလူတွေကသူတို့ကိုယ်သူတို့အလဲအလတ်ဒါမှမဟုတ်တော်တဲ့အထင်းမှရှိတယ်လို့အထင်ကြီးမှားနေကြပါတယ်။အတော်ဆုံးလူတွေကတော့ကိုယ့်ကိုယ်ကိုအနှဲငယ်လျှော့ပြီးအကဲဖြတ်တတ်ကြပါတယ်။ငါဒီလောက်ကြီးမတော်ပါဘူးလို့ထင်ကြပါတယ်။လူတယောက်ကအကြောင်းအရာတစ်ခုကိုမသိဘူးဆိုရင်အဲ့ဒီအကြောင်းအရာမှာဘာတွေမသိသေးဘူးဆိုတာကိုလည်းသိနိုင်တဲ့အရေးချင်းလည်းမရှိပါဘူး။ဥပမာအဲ့ဒီလူကတရားကိုလုံးဝမသိဘူး။ဒါဆိုသူရေးလိုက်တဲ့တရားက ဘလောက်မှားနေလဲဆိုတာကိုသူကိုယ်တိုင်အောင်သိမှာမဟုတ်ဘူးဒါကြောင့်သူရေးတာအမှန်ပဲလို့ထင်နေတာပါ မသိခြင်းကသိတယ်လို့ထင်တဲ့ယုံကြည်မှုအတုကိုပေးပါတယ်။ဒါကဘာမှမသိတဲ့လူတွေကကိုယ့်ကိုယ်ကိုအထင်ကြီးနေတဲ့အပိုင်းမှာဥပမာလူတစ်ယောက်ကဓာတ်ပုံရိုက်ခြင်းကိုမကျွမ်းကျင်ဘူး၊ကင်မရာကိုဘယ်လိုချင်ရမလဲ၊အလင်းအမှောင်ကိုဘယ်လိုသုံးရမလဲဆိုတာကိုမသိဘူး။ဘယ်လိုပုံကကောင်းတယ်၊ဘယ်လိုပုံကဆိုးတယ်ဆိုတာကိုခွဲခြားဆုံးဖြတ်နိုင်တဲ့အရေးချင်းလည်းမရှိပါဘူး။ဓာတ်ပုံတစ်ပုံကိုရိုက်လိုက်တယ်။အဲ့ဒီပုံကမှုံဝါနေပြီးဘာကိုရိုက်ခြင်းမှမရှိဘူး။ဒါပေမဲ့ပုံကောင်းတဲ့ပုံရဲ့စံနှုန်းကိုသူကိုယ်တိုင်ကမသိတဲ့အတွက်သူမျက်စိထဲမှာသူရိုက်လိုက် ဲ့ပုံကအမိုက်စားလိုပဲထင်နေတတ်ပါတယ်။သူ့ရဲ့မသိခြင်းကသူ့ရဲ့အမားကိုမြင်နိုင်စွမ်းမရှိအောင်ဖုံးကွယ်ထားလိုက်ပါတယ်။အဲ့ဒီလူကတခုခုကိုမသိယုံတယ်မဟုတ်ပဲသူ့ကိုယ်သူမသိဘူးဆိုတဲ့အဖြစ်ကိုပါသူကိုယ်တိုင်မသိနိုင်ပါဘူးဒါကြောင့်ငါသိတယ်ငါတော်တယ်ဆိုတဲ့ယုံကြည်မှုအတူ fake confidence ကြီးဝင်လာတာပါ လူတယောက်ကအကြောင်းအရာတစ်ခုကိုအရန်ကြွန့်ကျင်နေပြီဆိုရင်သူ့အတွက်အရန်လွယ်သွားလို့ဖြစ်ပါတယ်။အဲဒါကြောင့်သူကိုယ်တိုင်ကဒီလောက်လွယ်တာတခြားလူတွေလည်းဒါကိုအလွယ်လေးသိမှာပေါ့ဆိုပြီးလူတိုင်းငါ့လိုပဲထင်မှာပါဆိုတဲ့အမားကိုကျူးလွန်မိပါတယ်။ ဒါကြောင့်အဲ့ဒီလူကကိုကိုကိုရှော့တွက်မိပါတယ်။ဉာဏ်ပညာရဲ့အစကငါဘာမှမသိဘူးဆိုတာကိုအရင်သဘောပေါက်ခြင်းကစတယ်လို့ရှေးခေတ်ဂရိပညာရှင်ကြီးဆိုခရတစ်က ပြောခဲ့ပါတယ်။သင်ကအကြောင်းအရာတစ်ခုကိုလေ့လာလေလေငါမသိသေးတာတွေအများကြီးပါလားဆိုတာကိုသိလာလေလေပါပဲ။သင်ရဲ့ယုံကြည်မှုကခဏတာတော့ကျသွားလိမ့်မယ်။ဒါပေမဲ့ဒါကဉာဏ်ကောင်းလာခြင်းရဲ့လက္ခဏာပါပဲ။ ဒါကြောင့်နောက်တစ်ခါဆိုရှယ်မီဒီယာပေါ်မှာဒါမှမဟုတ်အစည်းအဝေးမှာကိစ္စတစ်ခုကိုတရားရာဂိုင်းလုံးအဖြစ်ငါပဲမှန်တယ်လို့အခိုင်အမာပြောနေတဲ့လူတွေကိုတွေ့မယ်ဆိုရင်သတိထားပါ။သူကတကယ်ကိုတိလို့ပြောနေတာထက်မတိလို့ပြောနေတာလည်းဖြစ်နိုင်ပါတယ်။အရေးကြီးဆုံးကဒီအမားကိုတခြားလူတွေစီမှာလိုက်ရှာဖို့ထက်ကိုကိုတိုင်းရောဒန်နီခရူကာအဖက်မိနေသလားဆိုတာကိုကိုကိုအမြဲတမ်းပြန်မေးဖို့ပါပဲ။မိတ်ဆွေတို့ရောဒီလိုမတိပဲကိုကိုကိုတော်လာကြည့်ရဲဆိုတဲ့ပုံစံမျိုးကိုဘယ်နေရာမှာအများဆုံး တွေ့ဘူးလေ comment မှာမျှဝေပေးခဲ့ပါအောင်အဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်တစ်ခါဒီလိုဘဝထုတာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ NKB Entertainment YouTube Channel လေးကို Like and Subscribe မလုပ်ရသေးဘူးဆိုရင် Like and Subscribe လေးလုပ်ပေးကြဖို့မိသားစုခင်ပါတယ်ရှင်